ဗုဒ္ဓသာသနာတော်မှာဒီပညာဒီဉာဏ်ရည်မျိုးဟာအဆင့်မြင့်တဲ့ဉာဏ်ပညာမျိုးဖြစ်တယ်။မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နိုင်မှသာကြုံတွေ့ကြရမှသာဒီဝိပဿနာပညာဆိုတာရနိုင်။မြတ်စွာဘုရားသာသနာမပွင့်သေးခင်ကဒီဝိပဿနာပညာဆိုတာ ဘသူမှ ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ဘူးပေါ့ဘုရားအလောင်းတော်ဟာတောထွက်ပြီးတော့6နှစ်ကြာမြတ်တရားဓမ္မတွေကို ရှာပွေလိုက်တာထိုဝိပဿနာပညာနဲ့ပတ်သက်ပြီးတော့ဟောပြောနိုင်တဲ့ဆရာတဦးတလေးမှမရှိခဲ့ဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကပြိဋိဘံဆံဃာနီးမှာသုဘတာပြပိုက်ကြီးကိုပြောခဲ့တယ် နှစ်ပေါင်း52နှစ်အတွင်းမှာတဲ့ဝိပဿနာတရားတစိတ်တေသတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မတွေ့ခဲ့ရဘူးလို့အဲ့နှစ်ပေါင်း52နှစ်ဆိုတာဘာပြောတာလဲလို့ဆိုရသော်ဘုရားအဖြစ်ရောက်တဲ့အခါမှာ45နှစ်တရားကျင့်တာ66နှစ်အဲ့ဒီနှစ်တွေကိုပေါင်းလိုက်တဲ့အခါကျတော့52နှစ်တရားကိုပြောတာနော် အဲ့ဒီ52နှစ်ကာလအတွင်းမှာဝိပဿနာတရားဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတစိတ်တသေးသားလေးဟောပြောတဲ့ပုဂ္ဂိုလ်တောင်သူမတွေ့ခဲ့ရဘူးကိုယ်ပိုင်ဉာဏ်နဲ့မြတ်စွာဘုရားထိုးထွင်းပြီးတော့သိခဲ့ကြတိခဲ့ရဖြစ်တယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာဒီပညာလေးတစုံတစပဲရရရသလောက်ယူသိနေလို့ဆိုတာတော့စိတ်ထဲနှလုံးထဲမှာထားတဲ့တာပေါ့နော် အာသနာတော်နဲ့ကြုံတွေ့မှသာဒီဝိပဿနာဆိုတာကြာနာခွင့်ရှင်းတုံးခွင့်ရကြတယ်အဲဒီလိုကြာနာခွင့်ရှင်းတုံးခွင့်ရတယ်ဆိုတဲ့နေရာမှာလည်းပဲလူဘဝဟာဖြစ်နိုင်ခြင်းအရှိဆုံးအခြေအနေအကောင်းဆုံးဘဝတစ်ခုဖြစ်တယ်ပေါ့အဲဒီလိုအခြေအနေကောင်းတဲ့ဘဝဖြစ်လို့မြတ်စွာဘုရားကမနုဿတ္တဘောဒုံလဘော လူဘဝဆိုတာရခဲ့တယ်လို့ဟောတာ ရခဲ့တယ်လို့ဟောတာဗြဟ္မာဖြစ်ဖို့တဲ့လူဖြစ်ဖို့ကခက်တယ်လို့ပြောတာမဟုတ်ဘူးနော်။ဘာဖြစ်လို့တော့ဆိုဗြဟ္မာဆိုတာကတပဋ္ဌာန်ကျင့်စဉ်တစ်ခုကိုကျင့်ပြီးမှဗြဟ္မာဖြစ်နိုင်တာ။လူဘဝဆိုတာဒါနကုသိုလ်သီလကုသိုလ်နဲ့ဖြစ်နိုင်တယ်။တပဋ္ဌာန်ကျင့်စဉ်မပါဘဲနဲ့လည်းလူဘဝရနိုင်တယ်။အဲ့ဒီလိုအကြောင်းတရားအပြင်ကြည့်မယ်ဆိုလို့ရှိရင်ဗြဟ္မာဖြစ်ဖို့ရာက ပို့ပြီးတော့ခဲနေပေါ့နော်။ ။ဘောင်းတို့တို့ဆိုရင်ဘုန်းကြီးတို့ဒီကနေ့ခင်မှကြည့်အောင်ဈာန်ရတဲ့ပုဂ္ဂိုလ်ဘယ်နှဦးရှိအလွန်ရှားပါးတယ်ပေါ့။အဲ့လိုသမထခြင်းစဉ်နေခြင်းပြီးမှရတဲ့ဗြမဘုံတော်မြတ်စွာဘုရားကဗြမတ္တဘဝတော်တော်ဘောဗြမဘဝရဖို့ရအခဲနဲ့လို့မဟုတ်ဘူး။တကလူတွေလည်းချမ်းသာဒုက္ခများလာတဲ့နတ်ဘုံကိုလည်းပဲဒေဝတ္တဘဝတုံလဘောလက်ဖြစ်ဖို့ရခဲနေလို့မဟုတ်ဘူး။ ဟောလူပုံကြတော့ဘာဖြစ်လို့မနှုတ်တတ်တာဘာဝဘုံဒုံလဘောလူဖြစ်ဖို့ခဲနေလို့ဟောတာတော့ဆိုတော့ကုသကောင်းမှုလုပ်ဖို့အချိန်နေကောင်းနေအကုန်ရှိလို့ပြောတာဒါဖြင့်နတ်ဘုံမှာအချိန်နေကောင်းနေမရှိဘူးလားမရှိဘူးတီလာဆောင်ခြင်းရင်လည်းပဲတရားမင်းကြီးတောင်းဝလူပြေလာဆောင်ရတယ်ဒါနကောင်းမှုလုပ်ခြင်းရင်လည်းလူပြေလာလုပ်ရတယ် သူပြည်မှာဒါနပဲလှုပ်လှုပ်သီလပဲစောင့်တည်စောင့်တည်ကမ္မထမ်းဘာဝနာပဲပွားများပွားများခြေနေကောင်းနေအလွန်ခြေနေကောင်းတဲ့နေရာလို့ဒီလိုဆိုလို့ဒါကြောင့်မို့လူဘဝရခဲ့တယ်လို့ပြောဘာဖြစ်လို့လဲဆိုလူဘဝမှာတရားဓမ္မကိုနီးလန်းညွန်ပြနိုင်တဲ့ဖရာဆိုတာလဲလူဘုံမှာပဲဖြစ်တာဟုတ်ပိစိကဗုဒ္ဓဆိုတာလဲလူဘဝမှာပဲရှိတယ်ကျန်တဲ့သူတော်စင်သူတော်မြတ်တွေများသောအားဖြင့်လဲလူဘဝမှာဖြစ်ကြတယ် ဒါကြောင့်မို့လူပုံလူပွားဟာအချိန်လေးတွေကြည့်မယ်ဆိုရင်အကောင်းဆုံးပဲပေါ့အေးစိုက်ပျိုးရေးလှုပ်ချင်တဲ့လူတွေဟာအချိန်လေးကောင်းကိုအရင်ရှာရတယ်မို့လားမှန်ပါဗျာဘယ်လိုနေရာအချိန်လေးတွေကိုရှာရတော့လို့ဆိုရင်စိုက်ပျိုးရေးလှုပ်ချင်လို့ရှိရင်မြေကောင်းရေကောင်းရှိတဲ့နေရာရှာရတယ်မိုးလေဝသမှန်တဲ့နေရာရှာရမြေလည်းကောင်းမှမိုးလေဝသလည်းကောင်းမှအဲ့လိုနေရာမျိုးမှာစိုက်ပျိုးရေးလုပ်လို့အောင်မြင်တာပေါ့အဲ့ဒါလိုပဲ <coughs> လူပြည်မှာဘာကုသိုလ်မဆိုလုပ်လို့ရသည့်အတွက်ကြောင့်အမှန်တမ်းအခြေအနေကောင်းနေအခြေအနေကောင်းတဲ့လူပုံလူဘဝဒါကြောင့်မို့လို့ရခဲ့တယ်လို့ပြောတာအဲ့တော့ရခဲ့တယ်လို့ဆိုတာတချို့လူတွေကအေးဒီကနေ့ခေတ်မှာ